အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အောင်လည်းမင်္ဂလာပါ ဆိုတော့ကျွန်တော်တို့အခုဥရောပချန်ပီယံလိဘောလေဆိုတော့အာဆင်နယ်ကအခုချန်ပီယံလိပြိုင်ပွဲမှာရောအခုပရီးမီးယားလိမှာပါဒါအခုရေဘာအစားဆုံးဖြစ်သွားပြီဗောလေဒါဇယားထိတ်မှာ6မှတ်ဖြတ်ထားတယ်ချန်ပီယံလိမှာ3မှတ်ဖြတ်တယ်ဆိုတော့မနစ်ကတည်းကဥရောပချန်ပီယံလိမှာအာဆင်ကဒီလိဖေ့စ်မှာအဆင့်3ရခဲ့တယ်ကြောင်ကျွန်တော်မှတ်မရရမနစ်ကချန်ပီယံလိပွဲစဉ်ရဲ့အဆင့်1အဆင့်2အဆင့်3အဆင့်4ရတဲ့၄သင်းရှိတယ်အဲ့၄သင်းစလုံးမှာ ါလီဗာပူးတသိန်းပဲထွက်သွားတယ်ဒါတော့မှဘာလို့လဲဆိုတော့လီဗာပူးက PSG ချန်ပီယံဖြစ်တဲ့ PSG ကိုရှုံးသွားလို့ဆိုတော့ Lee Face မှာဒါရလက်ကောင်းတဲ့အသင်းတွေတော်တော်များများဟာဘယ်လိုပြောမလဲဆိုတော့တကယ်ကိုချန်ပီယံလိရဲ့ဒါ record အနေနဲ့တော်တော်လေးအချိန်ကြီးကောင်းတယ်အပေါ်အဆင့်ကိုအကုန်တက်ရောက်တယ်ဆိုတဲ့သဘောပဲဒါမနစ်ကတော့ကလီဗာပူးက1ဘာဆိုနာက2အာစနယ်က3အင်တာမီလန်က4ဗျာဒါဟို PSG ကဟိုးအောက်မှာဒါပေမဲ့ဘယ်လိုဖြစ်လဲဆိုတော့ ဥရောပချန်ပီယံလိမှာမနစ်ကလီဗစ်မှာကြံခဲ့တဲ့အသင်းတွေထဲမှာအဆင့်1လီဗာပူးကိုနိုင်သွားတဲ့ PSG ချန်ပီယံဖြစ်သွားတယ်အဲ့အသင်းကဆီမီဖိုင်နယ်တက်တယ်ဒီကနေ့ကျတော့လီဗာပူးဖြစ်တင်တာဗောလေအဲ့နေရာမှာအဲ့ဒါကတခုပြီးတော့မှအာဆနယ်သင်းကဒါဆီမီအဆင့်အဆင့်3ဗောလေအဆင့်2ရတဲ့ဒီဘာစလိုနာအသင်းကဆီမီဖိုင်နယ်တက်တယ်ဒါအင်တာမီလန်ကိုရှုံးသွားတယ်အဆင့်3ရတဲ့အသင်းကအင်တာအဆင့်4ရတဲ့အသင်းက ဘယ်လိုပြောမလဲအင်တာမီလန်အသင်းပေါ့လေဒါအဲ့အင်တာမီလန်အသင်းကဒီဘယ်လိုပြောမလဲမနစ်ကလီဖေ့စ်မှာသူတို့ final တက်တယ်ဆိုတော့ဒါကိုကြီးကြီးအဖြစ်လီဗာပူးကလီဗာပူးကို PSG နိုင်သွားတယ်အဲ့နိုင်သွားတဲ့အသင်းချန်ပီယံဖြစ်ပြီးတော့အဆင့်နှစ်ဘာဆိုနာဆီမီဖိုင်နယ်အဆင့်သုံးအာဆနယ်ဆီမီဖိုင်နယ်အဆင့်လေးအင်တာမီလန်ဖိုင်နယ်ဆိုတော့လီဖေ့စ်မှာ ဘာပဲဖြစ်ဖြစ်မနစ်ကစွတ်ဆောင်ရင်ကောင်းပြတဲ့အသင်းနဲ့အပေါ်ရောက်ခဲ့တဲ့အတိုင်းပဲအခုဆိုရင်အာဆင်နယ်က strong war strong position ဖြစ်လာတယ်ဆိုတော့ကျွန်တော်တေချာတာကဗျာရှုံးထွက်အဆင့်16အသင်းကိုတေချာဖို့တတ်သွားပြီအခုလောလောဆယ်15မဲ့ရတယ်ပေဂိုကအခုလောလောဆယ်မှာဒါမနစ်ကအာဆင်နယ်ကပြိုင်ပွဲတစ်ခုလုံး10ပွဲမှာမှာ16ဂိုးသွင်း3ဂိုးပေးရတယ်အင်တာမီလန်တော့အကောင်းဆုံးပေါ့လေမနစ်က17ခိုးပဲပေးရတယ်2ခိုးပဲပြန်ပေးရတယ်17ခိုးသွင်းတယ်ဒါ10ပွဲမှာဒါပေမဲ့အာဆယ်ကမနစ်ကဒုတိယအကောင်းဆုံးခံစစ်16ခိုးသွင်း ၃ဂိုးပေးရပါမယ်ဒီဒီဂျေမှာအာဆန်က၁၄ဂိုးတွင်းထားပြီတကူပဲပြန်ပေးရသေးတယ်ဆိုတော့ဒီယာဒီတော်တော်ကိုတိုးတက်လာတယ်ဆိုတော့ကျွန်တော်ဒီအစိုးရကအကောင်ကနော်နီမာတူဝီကီကိုတွန်းလိုက်ပါမယ်နည်းနည်းစိတ်ပြက်စရာကလီယန်ဒိုထော်ဆော့အင်ဂျူရီဖြစ်သွားတယ်ဘာလို့ဆိုထော်ဆော့ဘလောက်ဒီအာကူရဆိုကျွန်တော်အသိဆုံးဒါပေမဲ့လည်းနော်နီမာတူဝီကီကလည်း fresh player တယောက်နောက်တစ်ခုက အာစနယ်ရဲ့ squad တက်တောက်တင်မှု Christian Mosquera မဆိုးလို့ပြောလို့ရတယ်။နောက် မိုင်းလူးစ်ကယ်လီတယောက်လောက်ပဲနည်းနည်း under performer ဖြစ်နေတာဖြစ်ပြီးကျန်တဲ့ကစားသမားတွေအားလုံးဟာ job done ပဲဥပမာ Martinelli ဆို DRD မှာဥရောပ champion league မှာ तू တော်တော်လေးလက်ရှိတယ်။ तू champion league ဝင်လာပြီးတဲ့အချိန်မှာ Martinelli ကအခုဆိုရင် champion league မှာ तू လေးကိုတွင်းထားတယ်။ဒါဘာဖြစ်ဖြစ် तू ဝင်လာတဲ့အတိုင်း impact ဖြစ်တယ် average AC ရှိကပိုကောင်းတဲ့ performer အခုဆိုရင် AC ကဟိုတနေ့က hat trick တွင်းတယ်တကယ်တော့ပထမပိုင်းမှာ तू ကိုရတဲ့နာ။ Now तू ကိုတိုင်းဖန်တီးမှုကနေ Martinelli တွင်းသွားတယ်။ဘခါယိုဆက်ကရှိကဒီ ဒီ set piece ကတောင်းကွန်နာရတယ် rice ကအောက်စတန်းနဲ့ performance ပြတယ် so every single set piece တိုင်းဟာတော်တော်အားကိုးရဆို set piece က10ခု total ရထားတယ်ဒီရာသီမှာဒါအကြီးချင်းအဖြစ်ဒါဟိုတနေ့ကတော့မှအထက်ထက်က spurs နဲ့ပွဲမှာ set piece တွေမှမရရင်တိတ်တိတ်ပြီးတော့အိမ်မပြောစားမဝင်ပုံစံမျိုးပေါ့လေနည်းနည်းလေးတစ်ခုခုလိုနေတဲ့ပုံစံတကယ်လည်းဟုတ်တယ် arsenal ကျွန်တော်အခုအနောက်ပိုင်း arsenal ပေးသက်တွေကြည့်လို့ arsenal အသင်းကိုကြည့်ရင်ဗျာခိုးပေးလိုက်ရရင်နည်းနည်းလေးဒေါသထွက်တဲ့အချိန်တွေ တို့ clean sheet ရတကယ်ဆိုဒီနေ့ပေးလိုက်တဲ့ goal ရဲ့ clean sheet ဟာ one switch shot one long ball ပေးလိုက်တယ်တကယ်ကောင်းတဲ့ quality ပေါ့ and then တခါတည်းတန်းပေးတဲ့အလုံးမှာဘာမှပြောစရာမရှိဘူးဒါပေမဲ့ one switch shot အဲ့နေရာမှာ Ricardo Calafiori ဆိုအဲ့ goal ကိုကျွန်တော် wide လောက်ကောင်းလုံနိုင်တယ်လုံနိုင်တယ်ဆိုတော့စပားနဲ့ပွဲတုန်းက goal ပေးလိုက်ရ Richard Lisse လုံးလေကိုယ့်ရဲ့ individual အမားကပေးတာဖြစ်တဲ့ကြောင့်တချို့အမားတွေကဒါတွေကို wide လုံနိုင်ရင် stay set piece ကကိုရမယ် clean sheet ရမယ်ဆိုတဲ့အချက်အခု အာဆနယ်သင်းကဂိုးပေးရတာအမှန်တမ်းမုန်းတယ်။ဆက်ပီးစ်ကဂိုးသွင်းမယ်။ open play ကဂိုးသွင်းမယ်။ဆိုတော့လူတော်များများကအမင်းတို့ဆက်ပီးစ်ပဲဂိုးသွင်းနိုင်တာပါဆိုပြီးပြောပေးမယ်။ဒီနေ့ဆက်ပီးမဟုတ်ပဲနဲ့ကျွန်တော်နှစ်ဂိုးသွင်းတဲ့ open play ရတယ်။ဆိုတော့ဒါကိုကြည့်ကြည့်ရပြီးအာဆနယ်ဟာမကျူးပဲဖြစ်လာပြီ။ဒါဘယ်လိုမှယုံကြည်မှုအရန်ရလာပြီ။ စကွတ်တက်တောက်တင်းမှုဘလောက်ထိတည်လဲအခုဆိုရင်ဒီနေ့ကာလာဖီယိုရီနားရတယ်ပီယရိုဟင်ကီပီနားရတယ်ပီယရိုဟင်ကီပီနားပြီးတော့ကာလာဖီယိုရီရဲ့ဒုတိယပိုင်းမှာဝင်တယ်တင်ပါကိုလက်ချန်7မိနစ်နားတယ်တခုပဲ rice တယောက်ပဲ super mandy rice ကအဲ့ညမှာအစားထိုးဖို့ခတ်တယ်အခု martin odi ကပြန်လာပြီး average ezie ရဲ့ဖုန်ကလည်းတော်တော်လေးငိမ့်နေဒါအခုလောလောဆယ်အနေထားရ everything ကကူပမာရောက်နေဒါတချို့ကတော့လက်ခံချင်မှလက်ခံမယ်ဒါပေမဲ့ properly ရအခုလောလောဆယ်အနေထားရအာစနယ်ဟာဒီလက်ရှိမှာ၅ဘွဲကစား၅ဘွဲနိုင်ပြီးတော့ဥရောပရဲ့အကောင်းဆုံးအသင်အာဒီနေရာမှာအမင်းတို့ဘာမှ supply တွေမရထားပါဘူး champion league လည်းဖြစ်တာမဟုတ်ပါဘူးဆိုပြီးတော့လာပြီးတော့ဘယ်လိုပြောမလဲဆော့ဒကတက်စရာဒါတမင်တက်တက်အဲ့လိုမျိုးရွေးချယ်ရှိနေပြောသူလည်းရှိမှာပဲဒါပေမဲ့ reality ကိုလက်ခံမယ်ဒီနှစ်ရာသီရဲ့အကောင်းဆုံးက Arsenal ပဲ ။ဘာလို့တော့ biggest test ကကျွန်တော်တို့ကြည့်ပြီးသား biggest test က Bayern Munich 16ပွဲမှာ16ပွဲစတိုင်း16ပွဲနိုင်တယ်တပွဲပဲသူတို့တည်ကြတယ်။ Bayern Munich မရှုံးတာဒီရသည် Club World Cup ဒီ PSG ကိုရှုံးပြီးရဲမရှုံးတာဒါကိုကြည့်ကြပြီအဲ့ Bayern Munich က PSG ကိုဝေးခွန်းမှာတယောက်ယုံနဲ့နိုင်ထားတာအဲ့ဒါကိုကျွန်တော်တို့နိုင်တယ်ဆိုတာကိုကြည့်ချင်းအားဖြင့်ဒါဘယ်လိုပြောမလဲဒါโอเคဒီ Louis ရဲ့မပါတာမှန်တယ်ဒါပေမဲ့ Arsenal မှာလည်း missing player တွေအများကြီးပဲရှိရလို့လည်းအလုပ်ဖြစ်တာပဲဟိုလူမပါလို့ဒီလူမပါလို့က excuse ပဲ ျွန်တော်မီကယ်မိုရီနိုနဲ့သွားရတာပဲယော့ဂရက်ဟာဗတ်မရှိဘူးဒါပေမဲ့ရှိအောင်လုပ်တယ်ဆိုအာတေတာနဲ့အာစနယ်တော်တော်ဒီယာတီဟာဖလားတွေကိုစုခူးနိုင်မဲ့အထူးဖြင့် major trophy တွေကိုစုခူးနိုင်မဲ့အကောင်းဆုံးအခွင့်အရေးဖြစ်လာတာတော့သိကြပါပြီအားလုံးကျေးဇူးတင်ပါတယ်